မင်္ဂလာပါရှင်ဒီနေ့တသမရန်တင်ချာတက်ကအခန်းချက်စာမျက်နှာဟာတသမလေးကိန်းပြည့်များဆိုင်ရာလှုပ်ထုံများကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်တသမလေးတသမချက်ကိန်းပြည့်များဘောင်းချင်း addition of integers စမရုကကိန်းပြည့်တွေကိုဘောင်းမယ်ကိန်းပြည့်ဆိုတာဘာလဲဆိုတော့အပေါင်းကိန်းပြည့်ရှိမယ်အနုတ်ကိန်းပြည့်ရှိမယ်ပြီးတော့တုံညပါမယ်ဟုတ်ပြီနော်အဲ့တော့အောက်ပါပေါင်းချင်းတို့ကိုလေ့လာကြည့်ပါတဲ့ အဲ့တော့ဒီမှာဆရာမတို့ကဒါလေးကိုပေါင်းစီမယ်တစ်အပေါင်းနှစ်က3နှစ်အပေါင်းတစ်က3အနှုတ်နှစ်အပေါင်းတစ်အနှုတ်နှစ်နဲ့အပေါင်းတစ်ကအပေါင်းကများတဲ့ခါကျတော့သူကလက္ခဏာအပေါင်းလာမယ်ပြီးတော့လက္ခဏာမတူတဲ့အတွက်ကြောင့်နှုတ်မယ်ဟုတ်ပြီနော်လက္ခဏာမတူရင်နှုတ်မယ်ဒါကိုကလေးတို့ကရှေ့ရရှေ့ကသင်ခန်းစာတွေမှာတည်ထားတာမရှိရင်လည်းဖူးလိုက်မှလိုက်မယ်လက္ခဏာကမတူလို့ရှင်နှုတ်မယ် နော်လက္ခဏာတူလို့ရှိရင်ပေါင်းမယ်ဥပမာအပေါင်းနဲ့အပေါင်းနဲ့ဆိုဆရာမတို့ကပေါင်းလိုက်မယ်လက္ခဏာမတူအပေါင်းနဲ့အနှုံနဲ့ဆိုလှုပ်လိုက်မယ်နောက်တစ်ခုကကြတော့အနှုံနဲ့အနှုံနဲ့ဆိုရင်တော့လက္ခဏာတူတဲ့အတွက်ကြောင့်မလို့ပေါင်းမယ်ဒါပေမဲ့ဆရာမတို့ထည့်ရမယ်ရှေ့မှာလက္ခဏာကကြတော့အနှုတ်ပဲလာမယ်ဘာပါလဲနော်အဲ့ဒါပြန်ပြောပြပါမယ်လက္ခဏာမတူရင်နှုတ်မယ်လက္ခဏာမတူဆိုတာတစ်ခုကအပေါင်းဖြစ်နေတယ်တစ်ခုကအနှုတ်ဖြစ်နေတယ်ဆိုရင်နှုတ်လိုက်မယ် ဟုတ်ပြီနော်ပြီးလို့ရှိရင်ကြီးတဲ့လက္ခဏာကိုတက်မယ်ဒီမှာဆံမတို့ကအနှုတ်နဲ့အပေါင်းသုံးဆိုတာဒီလက္ခဏာမတူဘူးတစ်ခုကအနှုတ်တစ်ခုကအပေါင်းနှုတ်လိုက်တယ်လက္ခဏာမတူတော့နှုတ်တယ်နောက်ပြီးတဲ့အခါမှာအပေါင်းကလက္ခဏာကြီးတဲ့အတွက်ကြောင့်ဒါကအပေါင်းတက်ဟုတ်ပြီနော်ဒီမှာဒါကလည်းသူ့ကိုပြောင်းပြန်ပြန်ထားတာဆိုတော့အဲ့အတိုင်းပဲဟုတ်ပြီလားဒီမှာတော့အဓိကလက္ခဏာကိုပြောချင်တာမဟုတ်ဘူးသူကတော့ဂုံတက်တိတွေကိုပြောချင်တာဒါပေမဲ့ဒီဂုံတက်တိမှာဆံမတို့ကဒီလက္ခဏာကိုနားမလည်ဘူးဆိုလို့ရှိရင် မာသွားမယ်ဗောနော်အဖြေမာသွားမှာဗောအဲ့တော့ပြန်ပြီးမှတ်ထားမယ်လက်ခဏာမတွင်နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်အနှုတ်ချင်းအနှုတ်တက်အပေါင်းချင်းအပေါင်းတက်လက္ခဏာကအပေါင်းနဲ့အပေါင်းဆိုရင်ပေါင်းမယ်ပြီးတော့လက္ခဏာအပေါင်းအနှုတ်နဲ့အနှုတ်နဲ့ဆိုရင်လည်းလက္ခဏာတူတော့ပေါင်းမယ်ဒါပေမဲ့သူ့ရဲ့လက္ခဏာတိုက်ရမယ့်လက္ခဏာကအနှုတ်ပြောချင်တာကတော့ဆင်မတာလေးကိုရှင်းပြမယ်နော်အနှုတ်နဲ့အနှုတ်နဲ့ minus 2 minus 2ဆိုရင်လက္ခဏာက2တဲ့အတွက်ကြောင့်မလို့ပေါင်းပေးမယ်ပေါင်းလိုက်တော့ခါကျတော့4ရတယ်ဘာ4လဲဆိုတော့အနုတ်4ဒါပဲနော်လက္ခဏာဘာတက်မလဲဆိုတော့အနုတ်ပဲပြန်တက်ပါမယ်တဲ့အပေါင်းနဲ့အပေါင်းနဲ့နဲ့အပေါင်းနဲ့နဲ့နဲ့အပေါင်းနဲ့ပေါ့နော်ဒီရှင်းရတော့မပါပါဘူးနဲ့ပေါင်းနဲ့ကပါလဲဆိုတော့၄သူကလက္ခဏာကအပေါင်းဘာမှမခက်ပါဘူးအဓိကတော့ဒီနေရာလေးမှာအနှုတ်နဲ့အနှုတ်နဲ့ကလက္ခဏာကျူတယ်သူ့အပေါင်းမယ် ဘာလက္ခဏာကိုတက်မလဲဆိုတော့အဲ့ဒီကတူတဲ့လက္ခဏာကိုပဲတက်ပါမယ်တဲ့အပေါင်းနဲ့အပေါင်းနဲ့ဆိုရင်လည်းပေါင်းမယ်တူတဲ့လက္ခဏာကိုပဲတက်မယ်အပေါင်းမဲ့တက်မယ်လက္ခဏာမတူရင်နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်တဲ့ဟုတ်ပြီနော် ဟုတ်ပြီဘလို့ဂုံတက်တိမျိုးကိုတွေ့ရတယ်လေအဲ့တော့ဆရာမတို့ကဒီဂုံတက်တိတွေကိုဒီ G5 မှာခရေရလဲပါတယ်ရှေ့က G3 တွေ G4 မှာလဲနည်းနည်းလေးတော့တိခဲ့ပြီဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့တိတ်ပြီးတော့မခက်ခဲပါဘူးဂိမ်းပြည့်များပေါင်းချင်းဤဖလဲရဂုံတက်တိကိုတွေ့ရပါတယ်ဂိမ်းပြည့်များပေါင်းချင်းရဖလဲရဂုံတက်တိပေါင်းချင်းရဖလဲရဂုံတက်တိဟုတ်ပြီ xy တို့ဒီဂိမ်းပြည့်များဖြစ်ကြလေ။ဒါဆိုရင် x ကဂိမ်းပြည့် y ကဂိမ်းပြည့်ဆိုရင် x + y ဒီ y + x နဲ့တူတယ်။အဲ့တော့ဒီမြောက်တာကတော့ဆရာမနှောက်မှပြောပါမယ်။ဒါကိုပြောပါအောင်နော်။ x + y = y + x အဲ့တော့1 2ဆိုလို့ရှိရင် equal 2 1ဒါတူတယ်။သူရဲ့ဖလေရာဂုဏ်သတိ။ဟုတ်ပြီ။အောက်ပါပေါင်းချင်းတို့လေ့လာကြည့်ပါအောင်တဲ့။ဒါဆိုရင်ဆရာမတို့နောက်ကဆက်ပြီးတော့ကြည့်မယ်။ bracket တော့ 1+2+3 6ဆိုပြီးဒီ green နဲ့ကအရင်ပေါင်းလိုက်တော့တစ်အပေါင်းနဲ့က3ရတယ်3အပေါင်း3ကိုထပ်ပေါင်းလိုက်တော့6ရတယ်ဒါကောမှဒီရှေ့က green ကိုအရင်မပေါင်းမဲနဲ့ဒီနောက်ကို green ခက်လိုက်တယ် 2+3 ကို green ခက်လိုက်ပြီးတော့ဒါကိုအရင်ပေါင်းမယ်နေ့ပေါင်း3က5ရှေ့မှာတစ်ရှိတယ်တစ်အပေါင်းက5တစ်ပေါင်းက6ရတယ်ဟုတ်ပြီနော်လက်စင်ဒီနှစ်ခုကတူနေတယ် 1ရဲ့အဓိကနံပါတ်1ကဒါရဲ့ဒါရဲ့တူတယ်နှစ်ကိုစစ်ကြည့်မို့အနှုတ်နဲ့အပေါင်း3ဟုတ်ပြီဒီမှာလက္ခဏာမတူဆရာမတို့ပြောတဲ့အတိုင်းလက္ခဏာမတွင်နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်အဲ့တော့လက္ခဏာမတူတဲ့ဆမရနှုတ်လိုက်မယ်၃လက၂ကုန်လို့ဆိုတော့၁ကြီးတဲ့လက္ခဏာကိုတက်တော့တက်ရတယ်။တက်အပေါင်း၅ဒီနောက်က၅ကိုဆေးလိုက်တယ်။တက်အပေါင်း၅က၆နောက်တော့ဒီဟာဒီဘက်ကအောင်ရှင်းမယ်နော်။ဝင်းကိုရင်ရှင်းမှဖြစ်လို့အနှုတ်နှစ်ကိုဆရာမအဲ့တိုင်းရေးလိုက်မယ်။ လက္ခဏာကအတူတူဆိုတော့ပေါင်းမယ်၈ဒီမှာအနှုတ်နဲ့အပေါင်း၈အနှုတ်နဲ့အပေါင်း၈ဒီလက္ခဏာမတူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်တော့လက္ခဏာကတော့၈၈ထဲကနှစ်ကိုနှုတ်တော့၆ဆိုတော့အပေါင်း၆အပေါင်းကမရင်းလဲရတယ်ဒါဆိုရင်ဒီနှစ်ခုအားလည်းကြည့်တယ်။ကွာသွားတာပါလဲဆိုတော့ဒီမာကရှေ့ကိုဆံမရုတ်ခွင်းခက်လိုက်တာ။ဒီမာကနောက်ကဂိင်းကိုခွင်းခက်လိုက်တယ်။ဟုတ်ပြီနော်။အဲ့တော့ဒီမာရှေ့ကိုခွင်းခက်ပြီးမှဒီနှစ်ခုကိုအရင်ပေါင်းမယ်နှုတ်မယ်။ ဒီမှာနောက်ကဂိမ်းနဲ့ပေါင်းမယ်လုပ်မယ်ပေါ့နော်ဒီမှာလည်းပဲရှေ့ကနောက်ကဟာကိုအရင်ဆုံးပေါင်းမယ်ဒီမှာရှေ့ကဂိမ်းနဲ့ပေါင်းမယ်ဒါဆိုရင်ဒါကဘာလဲဘလို့ကုန်တက်တိမျိုးတွေ့ရတယ်လဲဆိုတော့ဂိမ်းပြည့်များပေါင်းခြင်းရဲ့ဖက်ဖက်ဆက်ရကုန်တက်တိတွေ့ရရှေ့မှာအပေါ်မှာတော့ဆမရောကဖလဲရကုန်တက်တိကိုတိခဲ့ပြီဒီမှာကျတော့ဂိမ်းပြည့်များပေါင်းခြင်းဤဖက်ဆက်ရကုန်တက်တိဒီအမြောက်ကိုလည်းဆမဒီမှာမပြောသေးဘူးနောက်မှသူ့ရေးထားတဲ့နေရာရောက်ပြီဆိုမှပြောလိုက်မယ်ဟုတ်ပြီနော် ဒါဆိုရင် xy နဲ့ z တွေကကိန်းပြည့်များဖြစ်ကြမယ်ဆိုလို့ရှိရင် x y z x y ကိုအရင်ပေါင်းပြီးမှ z နဲ့ပေါင်းခြင်းဟာဆိုရင် y z ကိုအရင်ပေါင်းပြီးမှ x နဲ့ပေါင်းခြင်းနဲ့အတူတူပဲဖြစ်တယ်။ဟုတ်ပြီနော် x y z x bracket of y z ပြန်ပြောမယ် bracket of x y z equal x bracket of y z နဲ့ဖြစ်တယ် ။ဒါဆိုရင်ဒါဆံမတော့အခုတိလိုက်တာဒီကိန်းပြည့်များပေါင်းချင်းဆိုင်ကလှုပ်ထုံးမှာဂုံတက်တိနှစ်ခုရှိတာတွေ့ရတယ်။ခလဲရဂုံတက်တိဖဆက်ရဂုံတက်တိဒီနှစ်ခုရပြီဆိုရင်ဆံမတော့ဆက်ပြီးတော့ရှေ့သွားတယ်။တက်တသမလေးတသမနှစ်မှာကိန်းပြည့်များပေါင်းချင်းကိုကိမ်းမြင်းပေါ်၌ဖော်ပြခြင်းကိမ်းမြင်းပေါ်မှာဆံမတို့ကပေါင်းမယ်4 3=7 လေးအပေါင်း၃ညီများချင်းခွန်ရရှိပုံကိုကိမ်းမြင်းပေါ်တွင်ရှာရန်ပထမဦးစွာ ၃ညမှ၄တို့ညာဆွဲပါအဲ့တော့ကျွန်တော်တို့က၄ပါတယ်၃ပါတယ်ဆိုတော့ဒီထိရအောင်ကျွန်တော်တို့ကဆွဲလိုက်မယ်အဲ့တော့နည်းနည်းလေးကြည့်အောင်နော်ထို့နောက်၄အမှတ်မှ၃ယူနဲ့လျားရှိများကိုလှည့်ရပဲသူဆက်ဆွဲပါပထမများအစမှဒုတိယများအဆုံးထိဆွဲတော့များဒီရလက်ခွန်ကိုပြသည်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်အရင်ဆုံးဆွဲလိုက်မယ်သူက၄ရလေအပေါင်း၃ကလည်းအပေါင်းဆိုတော့ကျွန်တော်တို့ကဒီအပေါင်းဖက်ကိုပဲဆွဲလိုက်မယ် အနောက်ဘက်ကိုဆွဲစရာမလိုအဲ့တော့၃ညရနေပြီးတော့၁၂၃၄၄ခြစ်ဆမ်မလိုချင်တာ၃ညရနေ၄ခြစ်တစ်ခု၄နားမလဲအဲ့တော့ဒီအားကများထိတ်ကလေးကိုဒီမှာ၄မှာရေးမယ်နောက်တစ်ခုက၄ကနေပြီးတော့၃ဆိုတော့၃ unit ၃ခုချက်သွားမယ်တစ်ခုနှစ်ခု၃ခု unit ၃ခုရှိတဲ့နေရာမှာတွားပြီးတော့ဖြတ်လိုက်မယ်ဒါဆိုရင်ပေါင်းလိုက်တဲ့အခါမှာ၄ အပောင်ဒါက3ဒီဘလောက်ရလဲဆိုတော့ဒီထိတ်ကနေဒီထိတ်က3ညကနေခွန်ဒီဆွဲလိုက်တော့ unit အလုံး9 unit ရှိတယ်ဆိုတော့ခွန်ကိုရတယ်900မှာဆုံးတယ်ဟုတ်ပြီနော်အားကြောင့်ဒါက၄ဒါက3အဲ့တော့ဒီဒီမြင့်ကဘာလို့ဆိုလို့တလဲဆိုတော့၄အပောင်3ညီမြချင်းခွန်အဲ့ဗလား4 3 7ကိုညွန်ပြရေပေါ့အဲ့တော့ဆမရုကကိမြင့်နဲ့ဆွဲမယ်ဆိုအဲ့လိုလေးစဉ်းစားပြီးမှဆွဲကြည့်ရမယ် ဥပမာနဲ့ကိုဆက်ကြည့်အောင်လေးရဲ့ပေါင်းအလုတ်သုံးလေးနဲ့အလုတ်သုံးနဲ့ပေါင်းချင်းကတက်ကိုရရှိတယ်တဲ့အဲ့တော့ဒီတရတဲ့ပုံကိုဆင်မတို့ကအရင်ဦးဆုံးဘလို့ဆွဲမလဲဆိုတော့4ဆိုတော့အပေါင်းဆိုတော့အပေါင်းဘက်ကိုလည်း40ရအောင်ဆွဲထားမယ်အလုတ်သုံးဆိုတော့သူကနှုတ်မှာဆိုတော့4ကနေ0ဘက်ကိုပြန်လာအောင်မှာဟုတ်ပြီနော်အဲ့တော့အရင်ဦးဆုံးဆင်မတို့က200ချလိုက်ပြီ0 1 2 3 4 5 6 7 8ရတယ်ဟုတ်ပြီ0ကနေ40ဆင်မတို့200ယူလိုက်ပြီ 4ဟုတ်ပြီများထိတ်ကလေးကောင်းကလေးတက်မယ်များကောင်းကလေးတက်မယ်ပြီးတော့အဲ့ဒီကနေ ပြီးတော့နှုတ်မှာဆိုနှောက်ကိုလှည့်ပလိုက်မယ်အနှုတ်ဘက်ကိုပြန်ပြီးလှည့်မယ်ဘယ်လောက်နှုတ်မလဲဆိုတော့ unit 3ခုတစ်ခု2ခု3ခုနှုတ်မယ်ဆိုတော့တုံညကဒီ၄ကနေပြီးတော့ဒီဘက်ကိုများလဲလေဒီဘက်ကိုဒါနှုတ်လိုက်တာအဲ့ဒါဆိုရင်ဒီလိုနှုတ်လိုက်တော့ကျန်တာဘယ်လောက်လဲဆိုတော့ဒီကနေဒီထိကျန်တယ် များဒီဒီဘက်ကိုလှည့်နေရမယ်ဘာဖြစ်လို့လဲဆိုဆမ်မရရတဲ့ဖြေကအပေါင်းတက်မလို့အပေါင်းဘက်ကိုများလှည့်မယ်ဒီကနေဒီထီကတက်ရှိတယ်အဲ့တော့ဆမ်မရက၄အပေါင်းအနုတ်၃ကတက်ကိုရစီတယ်ညာပြီနော်ဒါဆိုရင်တော့ဆွဲတက်မယ်လို့ထင်ပါတယ်ဒီမှာဆွဲနည်းလည်းရှိတယ်ဒီမှာဖက်ကျင်လည်းရရနော်ထို့နောက်လေးအမှတ်မှ3ယူနဲ့လျားရှိများလက်ဝဲဘက်သို့ပြန်ဆွဲလက်ဝဲဘက်သို့ပြန်ဆွဲတယ်ဆိုတော့အနှုတ်ဘက်ကိုပြန်ဆွဲတယ်ဆိုတာကိုပြောတာ ပထမများအစားမှဒုတိယများအဆုံးအထိဆွဲသောများသည့်ရက်လက်ချက်ကိုပြတယ်အဲ့တော့ဒီမှာတက်ကိုပြတယ်ဒါကြောင့်မလို့ဆရာမတို့ဒီဒီအဖြစ်ကတည်ရတယ်ပေါ့ဟုတ်ပြီနော်ဒါကဘာအတွက်ဆွဲထားတဲ့မြင်ကိမြင်လဲဆိုတော့4 plus minus 3 equal 1ဆိုဆွဲထားတာပါဟုတ်ပြီဒါဆိုရင်3ကိုဆက်ကြည့်အောင် minus 4 plus minus 3ဟုတ်ပြီနှစ်ခုစလုံးကအလှုပ်ဆိုတော့ဆရာမတို့ဒီတုံညာကနေအလှုပ်ဖက်ကိုဆွဲမယ် -3 ဆိုတာ -4 ဆိုတာဒီ0ကနေ -4 အဲ့ဒီကနေတစ်ခုပြီးတော့မှ minus 4ကနေ minus 3 ठी တစ်ခုအဲ့ဒါဒီ minus 4ကနေ minus 7 ठी ကတစ်ခုနှစ်ခု၃ခု unit ၃ခုရှိရဆိုဒါကအနှုတ်၃ဒါကအနှုတ်၄ဒီနှစ်ခုကိုပေါင်းမှာအနှုတ်၄နဲ့အနှုတ်၃ကိုပေါင်းမယ်လက္ခဏာတူတယ်အနှုတ်၄အပေါင်းအနှုတ်၃ကလက္ခဏာတူတယ်အရင်ဆုံးဒီမှာကိညက်မှာမစဉ်းစားတတ်ဘူးဆိုရင်ဒီမှာစဉ်းစားကြည့်ပါ အနှုတ်၄အနှုတ်၃လက္ခဏာတူရင် ပေါင်းမယ်တူတဲ့လက္ခဏာကိုတက်မယ် ဲ့တော့လက္ခဏာဒီပါလဲဆိုတော့အနှုတ်ပေါင်းလိုက်တော့ခွန်ဆိုတော့အနှုတ်ခွန်ရတော့ -7 အဲ့တော့ဒီကနေဒီတီအနှုတ်လက္ခဏာအနှုတ်ဆိုတော့အများကြီးတက်မယ်အနှုတ်ခွန်ပါအဲ့တော့အဖြေဒီအနှုတ်ခွန်ကိုရတယ်ဥပမာလေးကိုကြည့်မယ်။သုံးအပေါင်းအနှုတ်ကစမရုပ်ကကိမျက်မဆွဲခင်မှာဒီမှနဲ့တခါလေးစဉ်းစားမယ်အဖြစ်ကို။ဟုတ်ပြီနော်။အဲ့တော့သုံးကလက္ခဏာအပေါင်းအနှုတ်က ဒီရငါးဒီအနှုတ်ငါလက္ခဏာမကျွင်းနှုတ်မဲနှုတ်မဲဆိုတော့ကြီးတဲ့ထဲကငယ်တာကိုပဲနှုတ်လို့ရတာဒါဆိုရင်ငါးရဲ့အတုံးဝင်လို့လိုက်ကြောင်းနှဲ့ရတယ်ကြီးတဲ့လက္ခဏာကိုတက်မဲလက္ခဏာဒီအနှုတ်ငါးကြီးတဲ့အတွက်ကြောင့်အနှုတ်ကိုတက်မဲဒါဆိုရင်ဆရာမတို့ကိမြင်ဆွဲလိုက်လို့ရှင်အဖြေဒီဘယ်လောက်ရရမလဲဆိုတော့အနှုတ်နှဲ့ရရပါမယ်ဟုတ်ပြီနော်အဲ့တော့အရင်အဆုံးဒီလိုလေးစဉ်းစားပြီးမှဆွဲမယ်အဲ့တော့အရင်အဆုံးသုံးကိုဆွဲမယ်သုံးဆိုတာဒီတုံညာကနေပြီးတော့ညာဘက်ကိုသွားတယ်1 2 3 2 3သုံးရှိရဲ့နေရာမှာဆံမတော်များဆွဲလိုက်ပြီး3အဲ့ဒီကနေပြီးတော့ဒီဘက်ကိုလှဲ့မယ်သူကအနှုတ်ငါးဖြစ်နေလို့လက်ဝဲဖက်ကိုပြန်လာမယ်အနှုတ်ဖက်ကိုပြန်လာမယ်ယူနစ်5ခုလာမှာဖြစ်တော့ဒီကနေပြီးတော့ရှိမယ်တစ်ခု2ခု3ခု4ခု5ခုဟုတ်ပြီနော်အဲ့တော့အဲ့ဒီအထိလာပြီးပြီဆိုလို့ရှိရင်ဆံမတော်ကဒါကတော့နှုတ်ပလိုက်တဲ့အပိုင်းဒါဆိုရင်ဒီမှာအနှုတ်1အနှုတ်2လက္ခဏာကဒီများကောင်းဒီဘက်ကိုတက်ရမလဲဆိုတော့လက္ခဏာလေးကိုကြည့်လိုက်မယ် အနှုတ်နှစ်ဖြစ်နေလို့အနှုတ်ဖက်ကိုတက်လိုက်နေဟုတ်ပြီနော်ဒါဆိုရင်တော့ကလေးတို့ရပြီလို့ထင်ပါတယ်ဒါဆိုဆက်ကြည့်အောင်တက်တက်တမ၄တက်တမ၃မှာကိမ်းမြင်းများမြောက်ချင်းဒါခုနကဆံမတို့ကိမ်းမြင်းနေဒီကိမ်းပြည့်တွေကိုပေါင်းခဲ့တယ်ပေါင်းတဲ့အခါမှာဒါဖလှယ်ရကုန်တက်တိဖဆက်ရတွေကိုလိလာခဲ့ပြီဟုတ်ပြီနော်ဒါဆိုရင်ခုကမြောက်မယ်မြောက်မယ်ဆိုတော့အောက်ပါမြောက်ချင်းကိုလိလာကြည့်ပါတဲ့1 into 2 equal 2 2 into 1 equal 2ဖလှယ်လိုက်တာ ဟုတ်ပြီနော်အဲ့တော့ဖလဲလိုက်တဲ့ခါမှာတဲ့မြောက်နဲ့နဲ့လင့်မြောက်တင်လေအတူတူပဲဖလဲရအောင်တက်တည်အရာအနှုတ်နဲ့အမြောက်သုံးအနှုတ်နဲ့လည်းသုံးနှက်မြောက်မယ်မြောက်တဲ့ခါမှာဆမလုတ်က3နဲ့4က6အပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်လက္ခဏာအနှုတ်ပဲအဲ့ဒီမှာဆရာမအကျန်လေးရေးမယ်အနှုတ်နဲ့အပေါင်းနဲ့မြောက်တယ်လက္ခဏာအနှုတ်ရဲ့အပေါင်းရဲ့မြောက်တာဆိုရင်အနှုတ်ရတယ်ဟုတ်ပြီနော် အာဒါက3.46လက္ခဏာအနှုတ်ဒါလည်း3.46လက္ခဏာအနှုတ်ဟုတ်ပြီအနှုတ်နဲ့အနှုတ်နဲ့မြောက်မယ်2 5လီယာ30ဂိမ်းတွေကိုတော့မြောက်လိုက်ရုံပဲလက္ခဏာကအနှုတ်ရဲ့အနှုတ်ရဲ့မြောက်လို့ရှိရင်အနှုတ်အမြောက်အနှုတ်ကအပေါင်းရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့လက္ခဏာအနှုတ်အမြောက်အနှုတ်ကအပေါင်းဆိုဒီမှာအပေါင်းပြီးတော့30 2 5လီယာ30လက္ခဏာအနှုတ်နဲ့အနှုတ်နဲ့မြောက်ခြင်းကအပေါင်းရတယ်လက္ခဏာအပေါင်း30 ဒါကတော့အတူတူပါပဲငါးနဲ့နည်းနည်းမြောက်တယ်လက္ခဏာအလုံးနဲ့အလုံးနဲ့မြောက်တော့အပေါင်း30ဟုတ်ပြီနော်အဲ့ဒီမှာမှတ်ရမယ့်အချက်ကနှစ်ချက်ရသွားပြီအနှုတ်ရဲ့အပေါင်းရဲ့မြောက်တယ်လက္ခဏာမကြူတာမြောက်ရင်အနှုတ်ပဲရတယ်အပေါင်းရဲ့အနှုတ်ရဲ့မြောက်လည်းဒါပါပဲလေအတူတူပဲဟုတ်ပြီနော်အနှုတ်ရဲ့အပေါင်းရဲ့ပဲမြောက်မြောက်အပေါင်းရဲ့အနှုတ်ရဲ့ပဲမြောက်မြောက်တူကားလက္ခဏာအနှုတ်ပဲရမယ်အနှုတ်နဲ့အနှုတ်နဲ့မြောက်မယ်လက္ခဏာကြူတာမြောက်လို့ရှိရင်အပေါင်းရမယ်အဲ့တော့အပေါင်းနဲ့အပေါင်းနဲ့မြောက်ရင်တော့ဘာမှပြဿနာမရှိဘူးတူကားတော့ဘာပဲရမလို့ဆိုတော့ အပေါင်းမပြန်ရပါနဲ့။ဒါပြီနော်။ဒါဒီမှာမှထားရမှာနည်းနည်းစမရေးရရှုပ်နေလားမသိဘူး။အပေါင်းရဲ့အနှုတ်ရဲ့မြောက်တယ်။အနှုတ်ရဲ့အပေါင်းရဲ့မြောက်တယ်။ဒါအနှုတ်ပဲပြန်ရတယ်တစ်ချက်။လက္ခဏာတူတာမြောက်တယ်။အနှုတ်ရဲ့အနှုတ်ရဲ့မြောက်အပေါင်းရဲ့အပေါင်းရဲ့မြောက်တော့ဘလို့ပဲမြောက်မြောက်လက္ခဏာတူတော့သူကအပေါင်းပဲရမယ်။ဟုတ်ပြီနော်။ဒီနှစ်ချက်ကလေးပတ်ရပြီ။လက္ခဏာမတူတာမြောက်ရင်အနှုတ်ရမယ်။တူတာမြောက်ရင်အပေါင်းရမယ်။အဲ့ဒီတော့ဒီမှာဘလုံကုံတက်တိမျိုးကိုတွေ့မြင်ရတယ်လေ ။အဲ့တော့ကျွန်တော်ရှိမှလည်းသိခဲ့ပြီးသား။ဒါသည်ဖလဲပြီးတော့မြောက်ထားတာဖြစ်လို့ဖလဲရဘုံတတိကိုပဲတွေ့မြင်ရပါမယ်။ဟုတ်ပြီနော်။ဒါဆိုရင်အပေါ်မှာရှိတယ်ကိန်းပြည့်များမြောက်ချင်းရဲ့ဖလဲရဘုံတတိ။အဲ့ AB တို့ဒီကိန်းပြည့်များဖြစ်ကြလျင် A into B equal B into A ဒါခုနကပဲ2 into 1ကလည်း 1 2 2နဲ့တူတယ်အတူတူပဲနောက်ပဲနော်အဲ့တော့ဒါကဘာပဲအဓိကသိရမလဲဆိုတော့လက္ခဏာပေါ့ဒီမှာလေဒီလက္ခဏာတွေကဘာတွေဘာတွေမျှောက်လို့ရှိရင်အပေါင်းရတယ်အနှုတ်ရတယ်ဆိုတော့လက္ခဏာပေါ်မှာမူကြီးမှကလေးတို့ရဲ့အဖြေမားနိုင်မှာဆိုလို့ခုနပြောတဲ့ဆင်မပြောတဲ့အချက်၄ချက်ပေါ့နော်လက္ခဏာမတူတာကိုမျှောက်လို့ရှိရင်အနှုတ်ရမယ်တူတာမျှောက်အပေါင်းရမယ်လက်ချက်နဲ့မလုပ်ရတယ်အဲ့လိုလေးမှတ်ထားပါမယ်ဒီတော့ဆရာတို့ကြည့်အောင်အဝါမျှောက်ခြင်းတို့လေ့လာကြည့်ပါအောင်ဒါဆိုရင်၃ခုမျှောက်မယ်ဒီတစ်ခါက တုံးခွမြောက်တဲ့အခါမှာတရက်နှစ်ရက်ကိုအရင်မြောက်တယ်ဒီမှာကနှစ်ရက်သုံးရက်ကိုအရင်မြောက်မယ်လွင်တဲမှာဒါဆိုရင်1 into 2က2ရရယ်2 into 3က2 3လီက6ဟုတ်ပြီဒါဝရင်မြောက်မယ်3နဲ့လီ6 6တလီက6အဖြေ6ရရယ်ဒီတစ်ခါတုံးခွမြောက်တာနော်သတိထားရမယ့်အချက်ကဒီမှာကြည့်မယ်အနှုတ်နှစ်နဲ့3နဲ့မြောက်ချင်း3နဲ့လီက6လက္ခဏာဒီမတူတာဖြစ်တဲ့အတွက်ကြောင့်အနှုတ်6ဟုတ်ပြီနော် ဲ့ဒါပြီးမှအမြောက်65လီက30ဒီမှာလည်းပဲအနှုတ်ရယ်အပေါင်းရယ်မြောက်တာဆိုတော့လက္ခဏာကအနှုတ်အနှုတ်30ညပြီနော်ဒါဆိုဒီဘက်မှာကြည့်မယ်ဒါကအနှုတ်နဲ့ဝင်းတဲ့ဟောင်းမြောက်တယ်35လီက15ဒီတော့15နဲ့လီက30လက္ခဏာတက်မယ်အနှုတ်ရယ်အပေါင်းရယ်မြောက်တာဆိုတော့အနှုတ်ရမယ်ဒီမှာနောက်တစ်ခုကြည့်မယ်3 3ရဲ့အနှုတ်နဲ့ရအမြောက်မရှိလက္ခဏာအပေါင်းရဲ့အနှုတ်နဲ့မြောက်တော့အနှုတ်ရမယ်6နဲ့1နဲ့ထက်မြောက်မယ်အနှုတ်6 1အပေါင်းရဲ့အနှုတ်နဲ့ထက်မြောက်မှာအနှုတ်ရမယ်လက္ခဏာအဓိကထားပြီးစဉ်းစားရမယ်နော်3နဲ့4က6ကအနှုတ်6အမြောက်1မြောက်တာတော့ကလေးလုံးမြောက်တက်ပြီးသားဒါမြောက်တာလေးပဲ2 3 4 6 3 4 6ကရပြီးသားအဓိကလက္ခဏာမှာမှာဆိုလို့ပါဒါဆိုရင်ဒါကအနှုတ်ဒါကအပေါင်းဒီတော့အဖြေပြလို့ရတယ်ဆိုတော့အနှုတ်6 ဒီမှာလည်းပဲအပေါင်းရဲ့အနှုတ်ရဲ့အမြောက်မဲ့အလုံး2 3 4 6အမြောက်ဒီမှာကအနှုတ်ငါအနှုတ်ငါကိုရှင်းလိုက်ဆမရှေ့မှာလည်းပြောခဲ့ပြီးပြီလက္ခဏာကိုဒီပြိုင်နဲ့တဲ့အမြောက်အနှုတ်ဆိုပြီးမှအမြောက်ရဲ့အနှုတ်ရဲ့ဒီလိုရေးလို့မရပါဘူးဒီတစ်ခုကိုခွင်းခတ်ပေးပါမယ်အနှုတ်ငါဟုတ်ပြီနော်။အမြောက်တာဘာနဲ့ဘာနဲ့မြောက်လာလဲဆိုတော့အနှုတ်6နဲ့အနှုတ်9နဲ့မြောက်မယ်။လက္ခဏာကျူတာမြောက်ရင်အပေါင်းရရတယ်။ဒါကြောင့်မလို့6 9လီက30ရမယ်။ ကြပြီနော်ဒါဆိုတော့ကြည့်မယ်ဒီဘက်ကဟာလေးကိုအနုတ်နဲ့ကိုဆက်မလို့အဲ့တိုင်းထားတယ်ဝင်းကိုအရင်ရှင်းမယ်ဝင်းထဲမှာကအပေါင်းရဲ့အနှုတ်ရဲ့မြောက်ထားတယ်93 45လက္ခဏာဒီအပေါင်းရဲ့အနှုတ်ရဲ့မြောက်တော့အနှုတ်ဝင်းခက်ပြီးမယ်အဲ့တော့55နဲ့လီယာ30ဟုတ်ပြီမြောက်တာဘာမှမခက်ခဲဘူးလက္ခဏာလေးတစ်ချက်စဉ်းစားမယ် အနှုတ်ရဲ့နှုတ်ရဲ့မြောက်တော့လက္ခဏာကအပါဒါဆိုတာအပေါင်း30အဲ့တော့သူပြောချင်တာကတော့ဂျီနှစ်ခုကိုအရင်မြောက်ပြီးတော့သူနဲ့ပဲမြောက်မြောက်နောက်ကနှစ်ခုကိုအရင်မြောက်ပြီးတော့ရှေ့ကဂိမ်းနဲ့ပဲမြောက်မြောက်အဖြေကတော့အတူတူပဲဒါဆိုရင်ဒီမှာဘာကိုတွေ့မြင်ရသလဲဘာကုံတတိကိုတွေ့မြင်ရသလဲအောက်ကဆက်ပြီးကြည့်လိုက်ဒါပါတို့ရလဲဆိုတော့ဖက်ဆက်ရဘုံတက်တိမြောက်ချင်းရဲ့ဖက်ဆက်ရဘုံတက်တိဒီတော့ ABC တို့ဒီဂိမ်းပြင်းများဖြစ်ကြလေရှင် A into B into C က a into b into c ပါဒါ bracket of a into b က into c ဒီလိုမြောက်ထားခြင်းကဒီဘက်က a into bracket of b into c ဖြစ်ပါတယ်ဒါဘယ်လိုမြောက်မြောက်တူတူပဲဆိုတော့ပြောထားတယ်ဟုတ်ပြီဒီနှစ်ချက်ကရသွားပြီအစွမ်းတော့ကတစ်ချက်ကိုထက်ကြည့်ထက်ကြည့်မယ်အောက်ပါပေါင်းခြင်းနဲ့မြောက်ခြင်းပေါင်းမယ်ပြီးတော့မြောက်မယ်ဒါလည်းကလေးတို့က g5 မှာလည်းပါတယ် g3 g4 တွေမှာလည်းပါပြီးသား g4 လောက်ဆိုရင်တော်တော်လေးကိုပါနေပြီဟုတ်ပြီနော်အဲ့တော့3 2 4 3 2သုံးနဲ့နှစ်နဲ့ပေါင်းပြီးတော့မှမှ၄နဲ့မြောက်ထားတာ။ဟုတ်ပြီနော်။ဒါကိုဆရာမတို့တစ်ချက်စဉ်းစားစဉ်းစားကြည့်မယ်။ ქვენ ကိုအရင်ရှင်းမယ်။ ქვენ ရှင်းမှာဆိုတော့3ရဲ့2ရဲ့ပေါင်းခြင်းက9ရရဲ့9အမြောက်၄က20ရရဲ့ဒါကတမျိုးနောက်တမျိုးကပါလဲဆိုဒီ၄ဆိုတာက3နဲ့ကောမြောက်တာ2နဲ့ကောမြောက်တာပြီးမှဂျာတဲ့ကလက္ခဏာကအပေါင်းဟုတ်ပြီနော် ။ဒါဆိုရင်3အမြောက်လေးဒီ3နဲ့ဆက်မှာတော့4နဲ့မြောက်လိုက်မယ်။နှစ်နဲ့လည်း4နဲ့မြောက်လိုက်မယ်။ဒါမြောက်တယ်ဒီမှာမြောက်တယ်ဒါကအပေါင်း။ဟုတ်ပြီလား။ဒါဆိုလို့ရှိရင်3အမြောက်လေးက3လေးလီက7နဲ့နှစ်လေးလီက8။ဒါဆို7နဲ့အပေါင်း8က20ရ။အဘိနဒီလိုပဲတွတ်တွတ်ဒီလိုပဲတွတ်တွတ်ဒါကအတူတူပဲဒီဘက်ကတွတ်နီးနဲ့ဒီဘက်ကတွတ်နီးနဲ့တူတယ်။ဒါမှမဟုတ်ပြောချင်တာကညီတယ်လို့ပြောတာ 3 plus 2 into 4 the equal 3 into 4 plus 2 into 4 ਨੇ အတူတူပဲဒါကြောင့်မလို့ဒီမှာပြောထားတယ်3 plus 4 into 4 the equal 3 into 4 plus 2 into 4ဖြစ်တယ်လို့ပြောထားတယ်ဘာလို့လဲဆိုဆင်မတော့ဒီကနေပြီးတော့အောက်မှာတွားပြီးတော့သူ့ရဲ့ဂုဏ်သက်တီကိုတွားပြီးတော့ a တွေ b တွေ y တွေ x တွေနဲ့ရှင်းပါဟာပဲနော်ဒါဆိုရင်နှစ်ကိုကြည့်မယ်5 into 2 minus 3 5 into 2 minus 3ကိုဆင်မတော့ရှင်းမယ်ဝင်းကိုရင်ရှင်းမယ် 2 3ကိုဝင်းကိုရှင်းလိုက်တဲ့အခါမှာလက္ခဏာမတူတော့နှုတ်မယ်ဟုတ်တယ်နော်လက္ခဏာမတူတော့နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်တော့နှစ်ထဲက sorry သုံးထဲကနှစ်ကိုလုံးတော့တက်ချင်းကြီးတဲ့လက္ခဏာကအနှုတ်သုံးကကြီးတဲ့အတွက်ကြောင့်အနှုတ်ကိုတက်မယ်ဒါဆိုရင်5 into -1 ဒီ diagram မှာ into ရှိတယ်ဘာမှမရှိလို့ရှိရင် diagram မှာမြောက်ရှိပါမယ်နော် တော့ငားနှုတ်ချက်ငားရဲ့တရမြောက်ခြင်းကငားရမယ်မတူတဲ့လက္ခဏာနှစ်ခုမြောက်ထားတော့အနှုတ်ငားရတယ်ဟုတ်ပြီနော်ဒါကိုရှင်းမယ်ငားဒီနှစ်နဲ့လည်းမြောက်တယ်ငားဒီအနှုတ်သုံးနဲ့လည်းမြောက်တယ်ဒါဆိုရင်ဒါထဲမှာလက္ခဏာဆင်လို့အပေါင်းပဲသုံးမယ်ပြီးတော့အနှုတ်သုံးကိုခွင်းထဲမှာထည့်ဒီလိုမရေးရအောင်အဲ့လိုရေးမမှန်ဘူးလားဆိုတော့မားတယ်လို့တော့ပြောလို့မရပါဘူးမယ်ဒါထဲမှာလက္ခဏာအနှုတ်ကိုဒီမှာထားလိုက်ပြီးတော့မှာ ငါးမြောက်သုံးလို့လုံလို့ရှိရင်သူကတွေ့ရင်တော့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့မားနိုင်ကြည်ရှိလို့ဆင်မတို့ဒီအပေါင်းပဲသုံးမယ်ပြီးတော့ဂွင်းထဲမှာလက္ခဏာကိုထည့်အဲ့ဒီနော်ဒီမှာအပေါင်းဆိုရင်တော့ဘာမှပြဿနာမရှိဘူးအပေါင်းနဲ့ပဲရေးမယ်အနှုတ်ဆိုလို့ရှိရင်ကြတော့အနှုတ်ဆိုလို့ရှိရင်ကြတော့ဒီမှာလက္ခဏာလာပြီးတော့အနှုတ်မရေးဘူးအပေါင်းရေးမယ်ဒီအနှုတ်၃ကိုဆက်မတော့ခွင်းနဲ့ထည့်ဒီအနှုတ်ဒီ၃နဲ့ပဲဆိုင်တာမို့လို့ခွင်းထည့်ကိုထည့်လိုက် နောက်ဆိုရင်9နဲ့လေး30 9 3 45 55အလက္ခဏာအနှုတ်လာမယ်အဲ့တော့30အနှုတ်55ကအနှုတ်9လာမယ်ညာပြီနော်ဒီလိုတွေ့ရင်ကိုအဲ့အဖြေမရအောင်လားဆိုတော့ရတာပေါ့9နဲ့လေး30အနှုတ်9 3 45အဖြေကအနှုတ်9ဆိုပြီးရမှာပေါ့ဒါပေမဲ့ဒီဒီလိုလေးပဲတွက်ပေးမယ်ဟုတ်ပြီနော်အပေါင်းကိုသုံးမယ်ဂျားထဲမှာအပေါင်းလက္ခဏာကိုပဲသုံးမယ်ပြီးတော့ဒီနောက်မှာရှိတဲ့အနှုတ်3အပေါင်း3ဒီခွင်းထဲမှာထည့်ဟုတ်ပြီနော်အပေါင်းဆိုရင်ခွင်းထဲမှာထည့်စရာမလိုအနှုတ်ဆိုရင်တော့ခွင်းထဲမှာထည့် ဒါကြောင့်မလို့ဒီဘက်ကဂိမ်းနေတယ်ဒီဘက်ကဟာလည်းကြီးတယ်5 2 3ကဒီဘက်က5 2 5 5 3နဲ့ကြီးပါတယ်တဲ့အဖြေလက်တူရထားတယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်မယ်3 5 1အဲ့တော့ရှင်းမယ်ဒီရှင်းတော့ကလေးတို့မသိပါဆိုလို့ပါတကယ်တော့ဂုံတက်တိလေးကိုပဲရှင်းလိုက်ရပါတယ် -5 1ဒီလက္ခဏာမတွင်နှုတ်မယ်ကြီးတဲ့လက္ခဏာကိုတက်မယ်အဲ့တော့အနှုတ်လေး တုံးလေးလီဆက်နှစ်အပေါင်းရဲ့အနှုတ်ရဲ့မြောက်တော့လက္ခဏာကအနှုတ်အနှုတ်ဆက်နှစ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကဆင်မရှင်းထားတဲ့ဒီလက္ခဏာတွေနဲ့ပတ်သက်တာမရှင်းဘူးနားမလည်ဘူးဆိုရှင်လည်းနောက်ဗီဒီယိုတွေမှာဆင်မဆက်ဆက်ပြီးတော့ရှင်းပြပေးမယ်နော်ဒီမှာနောက်တစ်ခုကြည့်မယ်ဒါဆိုရင်တုံးကအနှုတ်ငါးနဲ့လည်းမြောက်တယ်သုံးကအပေါင်းကျင့်တယ်လည်းမြောက်တယ်။ဒါဆိုရင်ဒီမှာလည်းပဲကျွန်တော်တို့ကလက္ခဏာဒီအပေါင်းကိုသုံးမယ်။ဒီအနှုတ်တွေကိုဝင်နေထဲမယ်။အဲ့ဒါကြောင့်သုံးအမြောက်အနှုတ်ငါအပေါင်းသုံးအမြောက်ကျင့် 3 into bracket of minus 5 plus 3 into 1ဟုတ်ပြီဒီနှစ်ခုရှင်းမယ်35 45 45ဆိုတော့အနှုတ်35ပေါင်းရအနှုတ်ရမြောက်ထားတယ်အနှုတ်35ဟုတ်ပြီနော်ဒီမှာအနှုတ်လာပါမယ်သူကလက္ခဏာချမ်းခဲ့တယ်ထင်ပါတယ်35 45 3တလီက3ဒါကြောင့်မလို့ဒီမှာအနှုတ်35နဲ့အပေါင်း3နဲ့ရှင်းလိုက်တဲ့အခါမှာလက္ခဏာကမတူလို့ရှင်းနှုတ်မယ်ကြီးတဲ့လက္ခဏာကိုတတ်တော့အနှုတ်7ဆိုတာဖြစ်လာဒီမှာလက္ခဏာအနှုတ်ကလေးချမ်းခဲ့တယ်နော် ထို့ကြောင့်ဒါကြောင့်မလို့ဆမလို့ဒီဘက်က3 into minus 5 plus 1 the 3 into bracket of minus 5 plus 3 into 1နဲ့ညီတယ်။ဒါကဘာလဲဆိုလို့ရှိရင် ဖြန့်ဝေရာဂုဏ်သတိသူကဖြန့်လိုက်တဲ့သဘော။ဟုတ်ပြီနော်။ဖြန့်လိုက်လို့ဖြန့်ဝေရာဂုဏ်သတိလို့ခေါ်တယ်ဆိုပြီးတော့ဆမလို့မှတ်ထားလိုက်ရင်လည်းရပါတယ်။ဒါဆိုရင် a တွေ b တွေ c တွေကကိန်းဖြည့်တွေဖြစ်မဲ့ဆိုရင်ဖြန့်ဝေရကုန်တတိအရ b နဲ့ c ကပေါင်းထားတယ်ပေါင်းထားတာကိုမှမြောက်တယ် ောက်ပဲနော်မြောက်ချင်းနဲ့ပေါင်းချင်းပေါင်းချင်းနဲ့မြောက်ချင်းအဲ့တော့ဒီက A ကဘီနဲ့လဲမြောက် A ကစီနဲ့လဲမြောက်အဲ့တော့ A into B ကတစ်ဖက်ဂျားတဲ့လက္ခဏာကအပေါင်းပြီးတော့ A into C ကတစ်ခုနှစ်ခုရှိတယ်ဟုတ်ပြီနော် A into B plus A into C ဆိုမှဖြစ်လာမယ်တဲ့အဲ့ဆိုရင်ရပြီတော့ထင်ပါတယ်ဟုတ်ပြီဒါဆိုဆမရောကဒီနေ့နံပါတ်1ဒီလက်ချိုင်ခံတဲ့တသက်မလေးကနံပါတ်1ကိုနည်းနည်းလေးလှုပ်ချလိုက်မယ်ဟုတ်ပြီနော်ကျန်တာတော့ရှင်မနောက်ပြီးရေးဒီမှာပဲဆက်ပြီးရှင်းပြပေးမယ် ကျေကကိမ်းမြများအုံပြည့်ရအောက်ပါကိမ်းပြည့်တစုံစီတို့ဤပေါင်းလက်ကိုရှာပါဆိုဆင်မတို့ပေါင်းလက်ကိုရှာမယ်အဲ့တော့အရင်ဆုံးဒီကလေးတို့ကကိမ်းမြမဆွဲခင်မှာအချမ်းထဲမှာပေါင်းရင်လည်းပေါင်းချစ်လိုက်ပါသူကအနှုတ်ခွန်နဲ့အပေါင်းငါးနဲ့ဘောနော်ဒီလိုလေးပေါင်းချစ်လိုက်အချမ်းထဲမှာဒါကစဉ်းစားတာဗောနော်အဲ့တော့လက္ခဏာမတူဆိုတော့ဆင်မတို့ကနှုတ်မယ်နှုတ်ပြီးတော့မှကြီးတဲ့လက္ခဏာကိုတက်မယ်ဆိုလက္ခဏာတော့အနှုတ်လာမယ် ဖွန်တဲ့ငါ့အောင်တော့နဲ့ဆိုဆမ်မရုတ်ကဒါကိုကိမြင်ဆွဲလိုက်ရင်ရှားရမယ့်အဖြစ်ဒီအနှုတ်နှိမ့်ရှားရမယ်ပေါ့အဲ့တော့အရင်ဆုံးဆွဲလိုက်မယ်စပြီးတော့ဆွဲကြည့်လိုက်ပါမယ်ပေါ့ဆမ်မကတော့မြင်းနေဆွဲအမြဲတမ်းစောင်းပါတယ်ဒီမှာလည်းပဲကြည့်လိုက်ပါဒီမှာမြင်းကလေးစောင်းနေပါတယ်ဒီမြင်းကလေးပေါ့နော်အဲ့တော့ဘလို့ပဲဆွဲဆွဲဆမ်မမြင်းကစောင်းတာမလို့စောင်းလဲဘာမှမဖြစ်ဘူးလို့ပဲဆမ်မတို့ယူဆလိုက်ပါမယ်နော် ော်ဘယ်တော့ဆင်မပြောထားတာကအရင်ကတည်းကဒီမှာအဲဒီမှာပေါ့နော်လက်မကိုတဝက်ဝက်ပြီးတော့ဆွဲလိုက်တာကတော့ကျဲကျဲလေးနဲ့အဆင်ပြေမယ်လို့ဆင်မယူဆထားတယ်ကျွန်တော်တော့ခလေးတို့ကစင်တီမီတာနဲ့ဆွဲကျင်နေဆုံးလေဒါတအားကြီးစိတ်ပြီးမှမလာမှဆိုလို့ပါဟုတ်ပြီအဲ့တော့ဆင်မတို့ကအနှုတ်ခွန်ဆိုတော့ဒီဘက်တုံညကိုဆင်မတို့ဘယ်နဲ့ထထားပါတော့အနှုတ်ခွန်ပါအောင်တော့ဆွဲပေးရမယ်ဟုတ်ပြီနော်အဲ့တော့ -7 ကိုအဓိကဆွဲမှာဆိုတော့ 0ဒီဘက်မှာ1 2ဆီမဆင်မှာထားလိုက်မယ်။များကိုဆွဲရမယ်အကြီးကပြီးတော့ -1 -2 -3 -4 -5 -6 -7 -8 -9 အဲ့တော့ -7 ဆိုတော့0ကနေ70ကိုဆင်မကများကလေးတစ်စံဆွဲလိုက်မယ်။အဲ့တော့ဒီကနေပြီးတော့ဒီချစ်ဆွဲမယ်။ ဟုတ်ပြီအဲ့တော့သူကအနှုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အများသည့်ဘဘက်လဲ့နေမလဲဆိုတော့အနှုတ်ဖက်ကိုလဲ့နေမယ်လက်ဝဲဖက်မှာလဲ့နေမယ်အဲ့ဒါပြီးတော့အပေါင်းငါအပေါင်းငါဆိုတော့ငါသည်ဒီကနေပြီးတော့ဒီဘက်ကိုလာမယ်1နဲ့3 4ဆိုတော့ဒီထိလာမယ်ဒီနှစ်နေရာထိလာမယ်အဲ့ဒါပြီးတော့ဒီအနှုတ်ခွန်ကနေဒီဘက်ကိုလာမှာဆိုတော့ဆင်မရိုးဆွဲမဲ့ငါ5ကအပေါင်းငါဖြစ်နေလို့ဒီကများကောင်းဒီညာဖက်မှာရှိမယ် ဟုတ်ပြီနော်။ဒါဆိုရင်ဒါကအနှုတ်ခွန်ဒါကအပေါင်းမှာဟုတ်ပြီနော်။အဲ့တော့ဒီမှာရေးပေးပါမယ်။ဒါဒီဘလောက်လဲဆိုဆင်မလို့ဆွဲလိုက်တာအနှုတ်ခွန်ဆွဲတယ်။ဒါကကျတော့ +5 ဟုတ်ပြီနော်။အပေါင်းကတော့လက်ခဏာမတန်လည်းရတယ်။ဒါဆိုဆင်မလို့ရတဲ့အဖြေကဒါလေးပဲ။ဒါလေးဒီဘာလေးလဲဆိုတော့တုံညကနေအနှုတ်1ဆိုတော့ဒါပါလဲ -2 ဆိုပြီးကြရတယ်။အဲ့ဒါကိုဒီမှာတက်အောင်လေးတော့ကလေးတော့ဆွဲရပါမယ်နော်။ အဲ့တော့ဒါကအဖြေဖြစ်တဲ့ minus 2အဲ့တော့ဒါဆင်မတို့ရရတဲ့အဖြေပဲအဲ့တော့သူကဆွဲနီးကတော့မပြဟိုင်းထားပါဘူးအဲ့တော့ဆင်မတို့ကဒါကိုအဖြေပါရေးပေးမယ်ဆိုလို့ရှိရင်တော့ခုနကဆင်မရေးပြရတဲ့ minus 7 plus 5 equal minus 2ဆိုရင်မှရေးလို့ရပါတယ်အဲ့တော့ဒီက minus 7 plus 5ကိုဒီလိုမရေးဘဲနဲ့5 plus minus 7ဆိုရင်လည်းအဖြေကတော့ဒီတိုင်းရမယ် ဟုတ်ပြီနော်အဲ့မဲ့ဆင်မတို့ကဒီမှာအနှုတ်ခွန်ကိုအရင်ဆွဲထားတာဖြစ်လို့ဒီအနှုတ်ခွန်ဆင်မရှိကရည်တာဒီမှာခွင်းမထည့်လည်းရလားဆိုတော့ရပါတယ်ဒီရှိမှလက္ခဏာတွေမရှိဘူးဒါမဲ့ဆင်မတို့သူ့ကိုရှင်းအောင်ခွင်းကလေးထည့်ပေးထားတာရှိမှာပါဒီနောက်မှာတော့ထည့်ရမယ်အပေါင်းရဲ့အနှုတ်ရဲ့ကိုဒီလိုမျိုးအပေါင်းအနှုတ်ဆွေမှရေးလို့မရအောင် အဘိဒါဆိုရင်ဆင်မတို့ကကျန်တဲ့ခခွေခငယ်ကကြီးကိုဆင်မနောက်ဗီဒီယိုတွေမှာဆက်ပြီးတင်ပေးမယ်။ခုတလောဆင်မလည်းအချိန်ကတိတ်မရတာဖြစ်နေလို့ဗီဒီယိုတွေကတော့နည်းနောက်ကြမယ်ပေါ့နော်။အဲ့တော့ကလေးတို့ကကကြီးရရင်ကျန်တဲ့ပုစာတွေလည်းတွတ်ထားလို့ရအောင်ပုံဆွဲထားလို့ရအောင်ဒီပုတ်ကိုတော့ဥပမာပြထားလိုက်မယ်။အချိန်ရရင်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့အကုန်လုံးကိုဆက်ပြီးဆွဲပေးမှာဖြစ်ပါတယ်။ခုလိုအစားအနေဆုံးကောင်းကောင်းမွန်မွန်နှထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။